တက်ထဲမှာဆိုလို့ရှိရင်လည်းဖြစ်ချင်တိုင်းဖြစ်နေတာဘာလို့လဲဆိုတော့စစ်တီတွေဆိုလို့ရှိရင်စလိတ်မတော့ရဘူးเนาะဟိုဒီတက်စကန်တွေမှာရက်တွေပိုင်းမတော့ရဘူးเนาะရက်မတော့ရတဲ့ပုံစံမျိုးတွေအထိစီစဉ်ထားတဲ့ကိတ်တွေပါးဆောင်းတယ်အဲ့တော့ရဲဘော်လေးမှာရဲဘော်လေးခင်ဗျာမိုးရွာတယ်မှာစလိတ်မတော့ရက်မတော့ပုံစံမျိုးပေါ့ဗျာเนาะအဲအဲ့လိုမျိုးလေးဖြစ်နေတဲ့အချိန်မှာအရာရှိတွေကတော့အရာရှိတွေကတော့ရက်ကောင်းနေနေပေါ့เนาะတောက်ကြတယ်တဲ့အဲ့တော့တောက်တဲ့အပြင်ကိုသူတို့စားဖို့တောက်ဖို့တောက်ကိုရဲမီတွေကချက်ပြုတ်ကျွေးရသေးတယ်အဲ့တော့ဆိုလိုချင်တာကဘယ်လိုဖြစ်လဲဆိုတော့ ရဲဘော်ရက်တော့ရေ အချုပ်တဲ့ရောက်မယ်အရာရှိနော်အရက်တော့မယ်ဟေးဆိုလို့ရှိရင်ရဲဘော်တွေအဲ့ဒီဒီဘယ်လိုဟောမလဲဆိုစစ်တီရဲမေတွေကပြန်ပြီးချက်ကျွေးနေရတယ်။ဩဒါတွေကလည်းမမြမတမှုတွေပေါ့အထက်အောင်မလေးစားမှုတွေပေါ့ဗျာသူ့ကိုကိုလေးစားမှာဖြစ်သူကိုယ့်ကိုသူလေးစားမှာဖြစ်အဲ့တော့မှလည်း standard army ဆိုတာဖြစ်မယ် standard army ဖြစ်မှလည်းကျွန်တော်နိုင်ငံအတွက်အားကိုးရမှာကျွန်တော်နိုင်ငံရေးသမားတယောက်ဖြစ်စစ်တပ်ရဲ့ပုံစံကတော့အဲကပိုက်ဆောင်ကပိုက်ဆောင်တက်လို့ဖြစ်နေတယ် နော်အရာရှိတယောက်အရာရှိတရဲ့ကပိုက်ဆောင်အရာရှိတရဲ့ကပိုက်ဆောင်စစ်သည်အရာရှိတရဲ့ကပိုက်ဆောင်အဲ့တော့လောက်ငယ်သားရဲ့အနေနဲ့လည်းအထောက်ကိုပြန်မပြောနိုင်တဲ့ခါကြတော့ဘာတွေဖြစ်ကုန်လဲဆိုတော့အဲသူတို့ကလည်းသူတို့ရဲ့အခြေချင်းကိုထုတ်ပြပိုင်ခွင့်ရမရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့သူတို့မှာလေးစားခံခွင့်မှမရှိတာ။သူတို့သူတို့ကိုလေးစားနေမှာရဲဘော်ကိုလေးစားနေမှာရဲဘော်ကလည်းသူ့ကိုယ်သူပြန်လေးစားမယ်။သူ့ကိုယ်သူပြန်လေးစားနေမှသာလျှင်ရဲဘော်ရဲ့ဒီအချက်ကလေးတွေကလည်းသူတို့ရဲ့အခြေချင်းစွမ်းအင်ကိုထုတ်ပြမယ်။တကယ်တကယ်အရေးကြုံလာလို့ရှိရင်ခင်ဗျားတို့အရာရှိဆိုတဲ့သူတွေတက်စားလို့ရှိရင် နော်သူ့ရဲဘော်ပတ်စလေးတွေကပို့ပြီးတော့စရှိနေတတ်တယ်ရေရှင်းရှိနေတတ်ဆိုတာလည်းမမေ့နဲ့လူတိုင်းမှာသူ့မှာပုံအောင်နေတော့စွမ်းရည်နေရှိတယ်အဲ့ဒါကိုထုတ်သုံးတတ်အောင်ကြိုးစားနိုင်တဲ့သူဟာထုတ်သုံးတတ်တဲ့ခေါင်းဆောင်ဟာခေါင်းဆောင်ကောင်းမယ်အဲ့တော့ခေါင်းဆောင်ဖြစ်လာပြီဆိုပြီးသူ့ကိုသူပဲလူကြီးထင်တယ်သူ့ကိုသူပဲအကောင်းထင်တယ်သူ့ကိုသူပဲလူတော်ထင်နေလို့ရှိရင်တော့အဲ့ခေါင်းဆောင်ကလဘကြအထူးသဖြင့်အဲခင်ဗျားတို့တတ်မလို့မှာဒီလိုလူမျိုးတွေပဲအဲရှေ့တန်းမှာနေရာရောက်နေဖြစ်သူကာကျုပ်ကိုယ်တိုင်ဒီပုံစံမျိုးဖြစ်နေပုံစံမျိုးတွေရှိတယ်ပါဗျာနော် တော့အနောက်ထပ်အဲသူတို့ရဲ့တက်ရဲ့အချိန်မှာနော်တက်ရဲ့အချိန်မှာကျွန်တော်ဆက်လက်ပြီးကြည်တာဗောဗျာကြည်ကြည့်တဲ့အခါမှာကားဆိုလို့ရှိရင်10စီးလောက်ရှိတယ်10စီးလောက်ရှိတာကို8စီးလောက်ကပြတ်နေတာအဲ2စီးလောက်နဲ့လဲပတ်နေတယ်အဲ့တော့လဲပတ်နေတယ်အဲ့တော့ကိုအကုန်လုံးကောင်းပါလေဆိုတဲ့ပုံစံမျိုးတင်လာပြီးတော့စီကာလန်အဲ900ချပေးရင်နဲ့နော်900လောက်ကဘယ်အဆင့်ဘယ်ဆင့်ဘယ်ဆင့်နဲ့ဘယ်လိုဘယ်လိုစားလိုက်ရမလဲကိုုံပါနော်200လောက်ပဲကျန်တာအဲ့200ကိုလည်း အဲတယောက်တယောက်လေးစားမှုမရှိတော့ဗျာအောက်ကတကီဒီအောက်ဆုံးကကိုင်းငွေရတဲ့သူတွေကလည်းပြန်ပြီးတော့ရောင်းပေါ့ဗျာရောင်းတဲ့ခါမှာအဲ့ဒါကိုပြန်ပြီးအဲ့ဒီရတဲ့ဟာလေးကိုမပြန်ပြီးတော့မျှစားရသေးတယ်အဲဒီပုံစံမျိုးတွေပေါ့ဗျာဒါစစ်တပ်က professional မဆန်မင်းနဲ့အဲစစ်တပ်ကပြုတ်စပြင်းအောင်နဲ့အဲပရိုမဆန်မှုတွေရှိလာတယ်အဲပရိုမဆန်မှုတွေကျွန်တော်တို့ဝိုင်းပြင်ရဒီချိန်ကအကောင်းဆုံးပဲဒီချိန်က ဒီချိန်ကဘယ်လိုခေါ်မလဲဆိုတော့အရာရှိတွေကိုယ်တိုင်လည်းသိနေတယ်เนาะအရာရှိတွေဟိုအစင်စစ်ပေါ့ခေါင်းဆောင်နဲ့စစ်ခေါင်းဆောင်နဲ့အားလုံးလည်းသိနေတယ်အားလုံးပြင်ဆင်ရမယ့်အချိန်ဆိုတာသိနေပြီအဲသိတဲ့အချိန်မှာကျွန်တော်တို့နေနဲ့ဝိုင်းပြင်ပေးနေခြင်းဖြစ်တယ်ကျွန်တော်စေတနာဟိုခင်ဗျားတို့ဝေဒနာဖြစ်သွားခြင်းနဲ့ဖြစ်သွားနိုင်တယ်သို့ပါတော့လည်းကျွန်တော်တို့ကတော့ပြောရမှာပေါ့ဗျာเนาะ